ချက်နဲ့ပတ်သက်ပြီးနုပြောတယ်လို့လည်းပြောလို့ရတယ်အတက်ကြီးမှငဲမှုပြန်တယ်လို့လည်းပြောလို့ရတယ်ဒါဆိုတော့ကျွန်တော်အရင်အပြည်ပြည်ဆိုင်ရာကုလုံရာအကူပါနဲ့ကျွန်တော်ရဲ့ group ခွေတွေအားလုံးထဲမှာကျွန်တော်ကတချင်းတွေကဟိုခက်ခက်ညာညာနဲ့အလိုဘယ်လိုပြောရမလဲကိုကိုပိုကြိုက်တဲ့တချင်းမျိုးတွေကိုကိုလောက်ခဲ့တာပေါ့နော်လောက်ခဲ့တဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲကျွန်တော်ကိုကြိုက်တဲ့ပိတ်သက်ကကျွန်တော်ကိုလုံးဝကြိုက်တယ်အဲအဲ့လိုဇပြည့်ပါဆိုဆိုကြိုက်တယ်ဆိုတဲ့လူမျိုးရှိတယ်ဇပြည့်ဇပြည့်ကဲအဲအနုပညာဖန်တီးမှုနေရာတစ်ခုမှာထားပြီးတော့ ေချာလေးတက်တက်မတ်မတ်လေးနားထောင်နေကြတဲ့သူတွေလည်းရှိတယ်။အခုနောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့ကျွန်တော်ကအအကုန်လုံးနားထောင်လို့ရအောင်လို့တခြင်းလေးတွေအပျော်ပျော်စရာ vibe လေးတွေနောက်ပြီးတော့ဘဝတသနာဆက်ဆန်တခြင်းလေးတွေနောက်ပြီးတော့ချစ်ဆရာကောင်းတဲ့တခြင်းမျိုးလေးတွေနောက်ပိုင်းပေါ့2020 comeback နောက်ပိုင်းမှာကျွန်တော်ဟိုအကောင်းဆုံးပုံစံတစ်ခုပြောင်းပြီးတော့တေချာလေး ဟိုဂီတပေါ်မှာပို့ပြီးတော့တက်ဝင်ပြီးတေချာစီးမျောပြီးတော့တေချာသင်းလေးတွေပုံဖော်ပြီးတော့ရိုက်ကူးပြစ်တယ်ပုံဖော်ပြီးတော့ထုတ်လို့ပြစ်တယ်တေချာကိုထက်တက်ကြွနဲ့တိတဲ့လူတွေရှာနေပြီးတော့တေချာပညာယူပြီးတော့တေချာလုတ်ဖြစ်တာပေါ့ ီနေ့ကဒီဒီ Mr. Miss Mr. Miss Bright National ပွဲမှာအဲကျွန်တော်ရှင်မင်းညောင်နဲ့ပြီးတော့ main sponsor ပေးတဲ့အတွက်ဒါဇပိယအဲလာရောက်ပြီးတော့ဒါဖြော်ပြခွင့်ရရဲကျွန်တော်ဒီပွဲကနေပြီးတော့ဒါကန်လန်းနဲ့အတွက်ဖိတ်ကြားတဲ့အတွက်လာရောက်ဖြော်ပြတာပါခင်ဗျာဒီနေ့ကကျွန်တော်က round round ဆိုရမယ်ပထမ round မှာတော့ဒါရှင်မင်းညောင်က main sponsor ဖြစ်တဲ့အတွက်ရှင်မင်းညောင်ရဲ့ team ဆောင်းတယ်ကျွန်တော်တခြင်းတစ်ပုတ်ဆိုမယ်ဒုတိယ round မှာတော့ကျွန်တော်တခြင်းနှစ်ပုတ်ဆိုပေါ့ဟုတ်ကျွန်တော်စုံနေကြပုံစံမဟုတ်တဲ့အတွက်အားလုံးကတော့ ဲ welcome လောက်ကြပါတယ်ဟိုကောင်းတဲ့ comment လေးတွေအများကြီးမြင်ရပါတယ်မကောင်းတာတော့တိတ်မတွေ့ရအောင်မတွေ့ရအောင်အဲ့တော့ဘာဖြစ်ဖြစ်အားလုံးဒါချစ်ကြတယ်ကိုယ်ဆိုလို့ချင်းဒါဟိုတခြင်းလေးတွေဆိုရင်တကူတကဒါနားဆောင်ပြီးတော့ဒါ streaming လောက်ပေးကြတဲ့ချစ်ရတဲ့ဒါသူတယောက်စီရလည်းကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ဒီတစ်ချင်းလေးကအဆအဆမှအဆုံးတိုင်းတော်တော်ဟိုအစည်းအဝေးတွေချိန်ပေါင်းများစွာလုပ်တယ်ပြီးတော့တချင်းကိုဘယ်လိုရိုက်ကူးမလဲဆိုတဲ့ဟာကိုတော်တော်လေး အငွေကုန်ကြေကြခံပြီးတော့တော်တော်လေးစူးစမ်းထားထားကြတယ်เนาะဒါကျွန်တော်တို့ညီကိုနှစ်ယောက်ရဲ့ဒါစူးစမ်းအားထုတ်မှုလေးကိုဒါအားလုံးလဲဒါချစ်ပြီးချစ်ခင်ပြီးတော့ဒါကြိုက်နေတတ်ပြီးကြတော့တကယ်ကိုဝမ်းသာပါတယ်တချင်းလေးကတော့ဟိုခုနောက်ပိုင်းဒါလူကြီးတွေစီကနေပြန်ကြတော့သူတို့အဲ့ရနိုးရတဲ့ချင်းပွက်နေဘာသောအတိတ်နမိတ်ကောင်းလို့လေရွှေနဲ့ငွေနဲ့ပါညာဆိုတော့အဲ့တော့ရွှေခေါ်ငွေခေါ်ချင်းလိုမျိုးဖြစ်နေတော့အဲ့လိုမျိုးလေးလဲကြားရတဲ့အတွက်တကယ်ကိုဝမ်းသာအောင်အဲ့ပေါ်အဲ့လိုအဲ့လိုပြောလို့ရတာပေါ့ကျွန်တော်ဒါပထမကကျွန်တော် ဒီကြားထဲမှာကိုဖုံးတိုက်နဲ့ဒါတပုတ်ရိုက်တွေရိုက်ပြီးသွားတဲ့အချိန်မှာမှဒီချင်းဆိုနည်းနည်းလေးတော့ခါသွားတယ်အဲကြားထဲမှာကျွန်တော်အမေအိမ်လွမ်းတခြင်းလေး audio ထွက်တာလေးတော့ရှိတယ်အဲ့တော့ဒီကြားထဲမှာထပ်ပြီးတော့ကျွန်တော်အမေအိမ်လွမ်းတခြင်းလေးကိုရိုက်ကူးရေးလုပ်ဖို့တော့စီစဉ်ရှိတယ်နောက်တခြင်းနေဆက်လက်ပြီးတော့ဖန်တီးဖို့အတွက်ဒါခွန်အားတော်တော်ဖြစ်စေပါတယ်တင်မင်းညီနောင်ကဒီအကိုရေရဲ့အတော်ပေါ့သူတို့တော်နေအဲ့ဒါသူတို့အိမ်ပွဲလေးမှာသွားဆိုတဲ့အချိန်မှာအဲ့ဒါဥက္ကိတာဆိုနေတဲ့အချိန်မှာမမရ အဖွားကနေတော့ဟိုလူတယောက်စိတ်ချမ်းသာပါဘာဖြစ်ကိုကျွန်တော်ပွဲမှာဆိုအမြဲတမ်းအဲ့လို addict ဖြစ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နေရတဲ့လူပေါ့နော်အဲ့တော့အားလုံးဒီကိုကတချင်းဆိုရတဲ့လူမလို့ကိုကအဆိုးရောမလို့ဆိုပြီးအဲ့လိုခွဲကြပြီးမနေဘဲနဲ့ကိုနဲ့သူတို့နဲ့တသားလေးဖြစ်အောင်အမြဲတမ်းနေပြီးတော့ချစ်ချစ်ခင်ခင်ပျော်ပျော်ပါပါလေးအဲ့လိုလေးဖြတ်သန်းပြတော့အဲကိုကြောင့်မလို့လူအများစိတ်ချမ်းသာရရင်လည်း ပျော်စရာကောင်းပါလေဆိုတဲ့စိတ်လေးနဲ့အဲ့ဒါကျွန်တော်တို့ဗီဒီယိုလေးရိုက်ပြီးတော့တင်လိုက်တော့အဲ့ဒါလေးကတော်တော်များများကြည့်ကြတယ်တော်တော်များများလည်းတွေ့ကြတယ်ပေါ့အဲ့တော့ဘာဖြစ်အချင်းလေးနဲ့လိုက်ပတ်သွားတယ်အဲ့လိုပြောလို့ရတယ်အချင်းနဲ့ပတ်သက်ပြီးနုပြိုတယ်လို့လည်းပြောလို့ရတယ်အသက်ကြီးမှငယ်မှုပြန်တယ်လို့လည်းပြောလို့ရတယ်ဒါဆိုတော့ကျွန်တော်အရင်အပြည်ပြည်ဆိုင်ရာကုလုံရာအကူပါနဲ့ကျွန်တော်ရဲ့ group ခွေတွေအားလုံးထဲမှာကျွန်တော်ကတချင်းတွေကဟိုခက်ခက်ညာညာနဲ့အဲ့လိုဘယ်လိုပြောရမလဲ ကိုကိုပိုကြိုက်တဲ့တခြင်းမျိုးတွေကိုကိုလောက်ခဲ့တာပေါ့နော်လောက်ခဲ့တဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲကျွန်တော်ကိုကြိုက်တဲ့ပိတ်သက်ကကျွန်တော်ကိုလုံးဝကြိုက်တယ်အဲအဲ့လိုဇပြည့်ပါဆိုဆိုကြိုက်တယ်ဆိုတဲ့လူမျိုးရှိတယ်ဇပြည့်ဇပြည့်ကဲအဲအနုပညာဖန်တီးမှုနေရာတစ်ခုမှာထားပြီးတော့တခြားလေးတက်တက်မမတ်လေးနားထောင်နေကြတဲ့သူတွေလည်းရှိတယ်အခုနောက်ပိုင်းကျတော့အဲ့လိုမဟုတ်တော့ဘဲနဲ့ကျွန်တော်ကအဲအကုန်လုံးနားထောင်လို့ရအောင်လို့တခြင်းလေးကိုအပျော်ပျော်စရာ vibe လေးတွေနောက်ပြီးတော့ဘဝတသနာဆက်ဆံတခြင်းလေးတွေနောက်ပြီးတော့ ချစ်ဆရာကောင်းတဲ့သချင်းမျိုးလေးတွေနောက်ပိုင်းပေါ့2022 comeback နောက်ပိုင်းမှာကျွန်တော်ဟိုအကောင်းဆုံးပုံစံတစ်ခုပြောင်းပြီးတော့တေချာလေးဟိုဂီတပေါ်မှာပို့ပြီးတော့တက်ဝင်ပြီးတေချာစီးမျောပြီးတော့တေချာသချင်းလေးတွေပုံဖော်ပြီးတော့ရိုက်ကူးပြစ်တယ်ပုံဖော်ပြီးတော့ထုတ်လုပ်ပြစ်တယ်တေချာကိုထက်တက်ကြွနဲ့တိတဲ့လူတွေရှာနေပြီးတော့တေချာပညာယူပြီးတော့တေချာလုပ်ဖြစ်တာပေါ့ကျွန်တော်ကကျတော့အရင်ကတည်းကကျွန်တော်ကအဲ့လိုဖြည်းဖြည်းအေးအေးစီစီနဲ့တီတီတက်တက်ပဲတီတီငြိမ်ငြိမ်ပဲသွားတဲ့လူပေါ့အဲ့လိုမျိုး ဝန်ဝင်ထပြီးတော့ပေါက်မဲ့ကန်တာကမျိုးပဲကျွန်တော်မှတိတ်မပေါက်ကျွန်တော်မမရရအဲ့လိုဝန်ဝင်ထပြီးပေါက်တာကတော့အဲ့စာချုပ်တော်ပေါ့စာချုပ်တော်အဲ့ကားပုံမှာဖော်ရင်းနာမလေးနဲ့အဲ့ဒါတော့တော်တော်များများသိကြတယ်အဲ့ခက်က Facebook မှာ live တွေပါလည်းလွှင့်လို့မရသေးဘူးဗီဒီယိုလေးရိုက်ပြီးတင်လိုက်တဲ့ဟာလေးကတော်တော်ကြိုက်ကြအဲ့ဒါလေးတော့မမရရဖြစ်တယ်ကိုယ်လည်းအဲပြီးတော့ ပြီးတော့နုပညာလှူရှားမှုတွေဆက်လုပ်ပေမဲ့လည်းကိုပိတ်သက်ကဒီတပုတ်ဥမာဥမာဆမ်သင်ပီပီဆိုင်ရာအစာကျွန်တော်စကားတခွန်းနောက်ပိုင်းကျတော့ကျွန်တော်2016လောက်ကျတော့ကျွန်တော်အာကိုပါအဲကိုကခလုံးရခွေထွက်တဲ့အချိန်မှာကြပါကြပြန်ဆိုသေးတယ်အများကြီးပြန်ဆိုတော့အဲ့မှာဒိုးရတော့မယ်တော့အတတော့ဒါတော့အဲ့ဒီအကုန်လုံးပြန်လိုက်လာပေါ့အဲ့တော့ဒါပဲဖြစ်အဲ့လိုခုကကျတော့အခွေလောက်တဲ့ခင်မဟုတ်တော့မဟုတ်တော့အတွက်ကျွန်တော်ကတပုတ်ချင်းစီပဲပိတ်သက်ရှိကိုတပုတ်လုံးမယ်တပုတ်ပြီးတပုတ်ချက်ချင်း ချပြမယ်တို့ချက်ချင်းတခါလဲပေးပြီးတော့နားထောင်လိုက်မယ်ဆိုတော့ပုံစံမျိုးတွေဖြစ်လာတဲ့ပုံမှာ music တွေကတခါကျတော့အကောင်းဆုံးတွေလှုပ်ထားပေးမဲ့လဲပိတ်သက်ရှိကိုရောက်သွားပြီးပိတ်သက်ကနောက်ထပ်တပုတ်တပုတ်တွေပေါ်လာတဲ့ချိန်မှာချက်ပြီးတော့မိ့ဝါမိ့ဝါပြီးဒီနောက်တပုတ်နောက်ကိုလိုက်သွားတာပေါ့အဲ့တော့ကျွန်တော်တို့ကမလုပ်ရလဲဆိုတော့ဒီတစ်ချင်းနေအားလုံးကိုနောက်ကြရင် collaborate ပြန်လုပ်ပြီးတော့စုစည်းပြီးတော့အခွေတခွေပြန်လုပ်ဖို့အတွက်တော့ဟိုပါကျွန်တော်စူးစမ်းနေပေါ့။ဒါကြောင့်လောကတော့လူတိုင်းလူတိုင်းတွေးကြလူတိုင်း ကြိုက်ကြတယ်တွေ့တယ်ဗောတော်တော်များများတွေ့တယ်ဟိုဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုတချင်းပေါက်တယ်ဆိုတာအဲ့လို BB ဆိုင်ရာတို့စာကြုံတော်တို့လိုမျိုးတချင်းမျိုးကဒါကျွန်တော်တို့ပေါက်တချင်းလို့ပြောလို့ရအောင်ဗောနော် channel ချင်းနေကြတော့လဲကျွန်တော်ပြန်ဆိုတေးများတာဟိုတကယ်တော့ BB ဆိုင်ရာတောင်မှကျွန်တော်တို့ပြန်ဆိုတေးပဲလို့ပြန်ဆိုတေးဆိုအဲ့တော့ဘာဖြစ်ဖြစ်ကိုယ့်ရဲ့အုံကျူးအနေနဲ့ပေါက်တာဆိုလို့ရှိရင်တော့စာကြုံတော်ကိုသိကြတယ်ဒါပေမဲ့တချို့လူတွေကြတော့လဲကိုမထင်ထားတဲ့တချင်းမျိုးတွေဥပမာ something လွမ်းတို့အဲ့ပြီးတော့အဝေးမိုင်းတို့ ခုနောက်ပိုင်းဆိုအမေအိမ်လွမ်းတို့ဒါတွေအကုန်လုံးကလည်းတချို့လူတွေအတွက်သူတို့ခံစားရတဲ့တိုက်ဆိုင်တဲ့ဟာမျိုးတွေမှာပေါက်တဲ့ဟိုသူတို့နားထောင်ကျင်တဲ့ဟာမျိုးတွေရှိတယ်။တချို့ကျွန်တော်တို့အဲ overseas ပွဲတွေသွားဆိုတဲ့ခါပေါ့။ဥပမာ something KL လို့ပါလို့မှသွားဆိုရဖြစ်ဖြစ်ဥပမာကျွန်တော်တို့ကျွန်တော် US မှာသွားဆိုခဲ့တာပဲပြ။အဲ့မှာဆိုရင်ကိုမတင်ထားတဲ့ကိုမပြင်ဆင်မထားတဲ့ဒီဘွဲမှာဒီအချင်းမဆိုဘူးလို့ပြင်ဆင်မထားတဲ့တချင်မျိုးတွေထပြီးတောင်းတာမျိုးတွေလည်းရှိတယ်။အဲ့အဲ့အဲ့လိုမျိုးကြတော့ကိုက အဲ့လိုမျိုးတောင်းတဲ့လူတွေတွေ့ရင်အရန်ဝမ်းသာအရန်လည်းပျော်ပါတယ်။ဘာလို့ဒီချင်းတွေကကျွန်တော်လည်းအဆိုတော်လုပ်တဲ့အတွက်ကျွန်တော်တို့ကကျွန်တော်တို့ထွက်တဲ့သချင်းတိုင်းကိုတော့ကြိုက်အောင်လို့ဖန်တီးကြတာပေါ့နော်။ဖန်တီးတဲ့အချိန်မှာကိုယ့်ဘက်ကနေပြီးတော့ဘာအတပါပြီးတော့ဘာဖုံးလန်းသွားလို့ဒီချင်းကအဲအစင်မပြေဖြစ်သွားတာလေဆိုတော့အဲ့လိုအားနည်းချက်မျိုးအများအားပြန်ပြီးတော့လေ့လာတဲ့သုံးသပ်တယ်။အဲ့တော့နောက်ပိုင်းမှာကျွန်တော်ဘာပြန်လုပ်ဖို့ရှိလဲဆိုတော့ကျွန်တော်ထွက်တဲ့သချင်းတွေကနေပို့ပြီးတော့ကိုလွဲမထားတဲ့ဟာမျိုးပေါ့နော်။ကိုယ့်ရဲ့အတတွေ စိတ်တွေအကြောင်းမလို့ဟိုဒီ decision မှာပေါက်ပေါက်ရရဖြစ်မသွားတဲ့ဟာမျိုးဒါမှမဟုတ်ကျွန်တော်တို့အဲ music ban ကျွန်တော်တို့ဒီတချင်းတပုတ်ကကျတော့အားလုံးနဲ့အတူတူစုစည်းပြီးလောက်ရတဲ့အခါမှာလူတွေအားလုံးရဲ့စိတ်ဓာတ်တစ်ခုတည်းကနေအားလုံးတူညီသွားရဆိုရင်တချင်းတပုတ်ကအားလုံးရှိကိုရောက်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးခံယူထားတဲ့အဲ့လိုနောက်ပိုင်းဆိုချင်းလေးတွေအကုန်လုံး amplet လေးတွေပြန်လုပ်တာပဲဖြစ်ဖြစ်ဗားရှင်လေးတွေပြောင်းပြီးတော့ကိုယ်တချင်းကိုကိုကာပါပြန်ဆိုတဲ့ပုံစံဆိုတော့အဲ့လိုတွေလုပ်ဖို့တော့ရှိ